ေတ္တာဖောင်ဒေးရှင်းကနှွေးထွေးစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ပြချင်တာကတော့တော်တော်လေးစိတ်လှချစရာကောင်းပြီးတော့အချိန်ကာလကြာမြင့်စွာကလေးကကိုဆိုင်လင်းတင်လိုက်တဲ့သူတွေပြန်မပေါ်လာတော့တာတွေမျော်လေးချက်မရှိတဲ့သူတွေအတွက်အင်မတန်ဝမ်းမြောက်ဝမ်းသာစရာကောင်းတဲ့သတင်းတစ်ပုဒ်ကိုမေတ္တာကမျှဝေပေးမှဖြစ်ပါတယ်2015 2016 2019ဆိုတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း30 10နှစ်တာခီးလောက်ကအဆိုင်လင်းတင်ခဲ့ပြီးတော့အခုချိန်ထိအင်တာဗျူးရဖို့မျှော်လင့်ချက်တွေဝေးနေတဲ့သူတွေအတွက်မင်္ဂလာသတင်းဆိုရင်တော့ပို့ပြီးတော့မှတ်ပါတယ်။ကျွန်မပြောမယ့်သတင်းလေးကလေရင်ဝင်းကိုဂိုးရှိုးသွားတယ်ဆိုတဲ့အဖြစ်ကလေးနဲ့လည်းစစ်စင်တူပါတယ်။ကျွန်မတို့တွေခီးသွားမယ့်သူတွေရဲ့တခါတလေမှာ အကြောင်းကြောင်းကြောင့်မလာပြစ်လို့အဲ့ဒီလိဟနေတဲ့နေရာလေးကိုဂိုးရှိုးသွားသူကခန်းစား권ရှိပါတယ်။အဲ့ဒီလိုပဲအခုစီစဉ်လေးကတော့ဒီအခွင့်အလမ်းရမယ့်နေရာတွေမှာအစင်သင့်ဝင်ရောက်ပြီးတော့ဖြည့်ဆို့နိုင်တဲ့အခွင့်အရေးလေးကိုပေးမှဖြစ်ပါတယ်။ဒါပေမဲ့ဒီအခွင့်အရေးဟာလျှောက်ထားပြီးတော့တုံးရင်အတွင်မှာအ мян ကြလာတတ်တဲ့အတွက်ပြင်ဆင်မှုမရှိတဲ့သူတွေအတွက် တကယ်ပဲအခက်အခဲတွေကြုံတွေ့နိုင်ပါတယ်ဒီအခက်အခဲတွေကဘာတွေပါလဲဒါတွေကိုမြတ်တာဖောင်ဒေးရှင်းကနေပြီးတော့ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်အများအဖြစ်ဒီလူတွေဟာရှင့်နေပါခဲ့ရင်လေကိုယ့်ရဲ့တင်ပြချက်တွေဟာလိုနေတဲ့သူတွေရှင့်နေမပါပြန်တော့လေကိုယ့်ရဲ့အမှုတင်စဉ်ကာလတုန်းကပွဲစားကဖြစ်တယ်လို့တင်ခဲ့ပြီးတော့ အင်္ဂလိပ်စာတက်ပေမဲ့လို့ဥပဒေမတက်ဘဲနဲ့လိုအပ်ချက်တွေအများကြီးနဲ့တင်ပေးလိုက်တဲ့အခါမှာကျုံရတတ်တဲ့ပြဿနာမျိုးတွေဖြစ်ပါတယ်။တချို့ဆိုလို့ရှိရင်တင်လိုက်တဲ့အမှုတွေဟာစာမျက်နှာတစ်မျက်နှာရဲ့တဝက်ပဲပါရှိပြီးတော့ဖြစ်နိုင်ခြင်းမရှိတဲ့ကိုတင်ပြတဲ့အရာတွေကို create လုပ်ပြီးတော့ထောင်ချထားတာတွေဘယ်နေရာမှမသိတဲ့နေရာတွေကိုလွှတ်ထားတာတွေထိအောင် create လုပ်ထားတာတွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာဘယ်လိုပုံစံနဲ့ USCIS ကိုကိုကမျက်နှာပြပြီးတော့ဖြေမှာပါလဲဒါတွေကိုဘယ်လိုပြင်ဆင်ရမလဲလို့မေတ္တာကအကြံပေးချင်ပါတယ်ခုခေါ်မင်းအင်တာဗျူးဟာ သုံးရက်အတွင်းမှာလာပြီးတော့ဖြေရမယ်ဆိုတဲ့အတွက်ကြောင့်စောစောက ပြောသလိုပဲကိုယ်တင်ထားတဲ့အာနေချက်တွေပြည့်နေတဲ့ကိုယ့်ရဲ့ဘဝစัจချောင်းကို တင်ပြရတဲ့အခါမှာ စစ်စစ်ဆက်ဆက်တည်တည်ချာချာအသေးစိတ်ဆိုတဲ့စကလုံးတွေကို USCIS ကညွှန်းဆိုပါတယ်ဖြစ်တယ်လို့ဖြေတာမျိုးမဟုတ်ပဲအ ਨੇ ဆုံးစာမျက်နှာငါးမျက်နှာပါတဲ့ကိုယ့်ရဲ့ statement ကတော့ရှိတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်ပထမအချက်က၃ရက်အတွင်းမှာကိုရှိုးရရင်ဖြေနိုင်ပါတယ်လို့ပြောချင်ပါတယ်ဒုတိယအချက်ကတော့ပွဲစားနဲ့ဖြေထားသူ ရှိနေပါတော့လဲပဲအကြောင်းကြောင်းကြောင့် statement မပါသွားသူနောက်ဆုံးတစ်ခုကတော့ပြင်ဆင်မထားတဲ့သူတွေအတွက်ကိုဆက်လက်ပြီးတော့တင်ပြပေးသွားပါမယ်ဘယ်လိုလူတွေဒီခွင့်ရေးကိုရနိုင်ပါသလဲတဲ့ USCIS ကတော့ဖြင့်2015 2016 2019ကဆိုင်လင်းတင်ထားပြီးတော့မှအင်တာဗျူးမရတဲ့သူတွေအတွက်ကိုညွှန်ဆိုပါတယ်ဒါပေမဲ့လို့ ကိုဟာအချိန်ကာလ9နှစ်ကျော်ပြီးတဲ့အဆင့်ထိမရဘူးဆိုတဲ့လူတွေလေဒီလူတွေဟာဒီ short notice list ဆိုရဲ့အခွင့်အရေးကိုဝင်ရောက်တဲ့လူအကြံပေးချင်ပါတယ်။ best ကလူတွေရှောက်ထားနိုင်ပါတလေ။ဒါဟာအင်မတန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။နေရာတိုင်းကလူတွေကတော့ဖြင့်ဒီအခွင့်အရေးကိုမပါနိုင်ပါဘူး။အခုဒီမှာ ညွှန်ပြထားတာကတော့နယူးယောက်နယူးဂျာစီပင်ဆယ်ဗေးနီးယားဗာဂျီးနီးယားနဲ့ဝါရှင်တန်ဒီစီမေရီလင်းနောက်ပြီးတော့နော့သ်ကိုရိုလိုင်းနာချီကာဂိုယွန်းနဲ့မိုင်ယာမီပြီးတော့အယ်လီစတိတ်ကဖြစ်ပါတယ်အသေးချာဆုံးနဲ့အများဆုံးအောင်ခြေအများတာကတော့ဆန်ဖရန်စစ္စကိုအယ်လီချီကာဂိုနဲ့နယူးယောက်ယွန်းတို့ဖြစ်ပါတယ်ဒီဒီစတိတ်မှာနေတဲ့လူတွေ အမြန်ဆုံးဒီ short notice list ဆိုတဲ့ short list အခွင့်အရေးလေးကို မလွတ်တမ်းပါနိုင်ဖို့မြစ်တာကအထူးတတိပေးလိုပါတယ်။နံပါတ်6မှာကြတော့ဘယ်လိုဘာတွေမပါရင်ဒီလို state တွေထဲမှာမပါရင်ကိုရောမရနိုင်ဘူးလားဆိုလို့ရှိရင်ရနိုင်ပါတယ်လို့ပြောကြပါတယ်။ဘာလို့ရမှာပါလဲ။လိစာပြောင်းတင်ရမှာပါ။ AR 11ဆိုတဲ့လိစာပြောင်းကိုမိမိရဲ့ online website ရှိတဲ့သူတွေက ပြောင်းပြီးတော့မရှိတဲ့သူတွေကစာတိုက်ကနေပို့ပြီးတော့ပြောင်းမယ်ဆိုရင်ရနိုင်တယ်လို့ပြောချင်ပါတယ်။နောက်နံပါတ်9ကတော့အင်တာဗျူးရဖို့ဘယ်လိုစကြမှာပါလဲတဲ့။အခုခါမှာ lesson first out လို့ခေါ်တဲ့ live flow လို့ခေါ်တဲ့နောက်ဆုံးတင်တဲ့သူတွေကိုအရင်ဦးစားပေးစနစ်တမရတက်လက်ထက်မှာစတင်ဆောင်ရွက်နေပါလေ။ကျွန်တော်တို့မေတ္တာယုံမှာဆိုလို့ရှိရင် ဒီဇန်နဝါရီလကစပြီးတော့ဧပြီလထွေတင်တဲ့သူရဲ့30ရက်ခိုင်နှုန်းအင်တာဗျူးတွေရခဲ့ပါတယ်30ရက်ခိုင်နှုန်းမှာလူ9ယောက်တိတိချက်ချင်းအောင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်အောင်ချက်ဟာအလွန်အမတန်များတယ်လို့ပြောနိုင်ပါတယ်အဲ့ဒီတော့ဒီဖြည့်တဲ့သူတွေတိုင်းကိုပြန်ကြည့်တဲ့အခါမှာလည်းအထူးသဖြင့်ចောင်းသားလေးတွေဖြစ်ပြီးတော့ဒီចောင်းသားလေးတွေဟာကိုယ်တိုင်းအင်္ဂလိပ်ဘာသာနဲ့ဖြည့်ကြတဲ့သူတွေဖြစ်ပါတယ် မြစ်တာဖောင်ဒေးရှင်းကလေအမတ်တရားအောက်မတ်တရားမိကွန်းတရားကိုအပိုက်အနှိမ်ဖြေဖို့ကျမတို့အထက်ထက်လေ့ကျင့်ပြီးတော့ပေးပါတယ်နံပါတ်၈မှာတော့ဒီ SNL ရှောက်ထားမှုပရိုဂရမ်မှာဝင်တိုးရမယ့်သူတွေဟာဒီအောက်ဖော်ပြမယ့်အချက်တွေနဲ့ကိုက်ညီရမှာဖြစ်ပါတယ် ပထမအချက်ကတော့သတ်မှတ်ထားတဲ့ state ထဲမှာရှိရမယ်။ဒုတိယအချက်ကတော့သတ်မှတ်ထားတဲ့နှစ်မှာရှိမယ်ဆိုရင်အတိအကျရနိုင်ပါတယ်။နောက်နံပါတ်3ကတော့အကယ်၍အင်္ဂလိပ်ဘာသာစကားမဟုတ်ဖဲနဲ့မြန်မာဘာသာစကားနဲ့ဖြည့်မယ်ဆိုတဲ့လူတွေကကိုယ်ပိုင် interviewer interview ဖြည့်တဲ့အခါမှာ interpreter ကိုခေါ်လာခွင့်ရှိပါတယ်။ဒီနေရာမှာတော့ interpreter ဟာလက်မှတ်ရ interpreter ဆိုရင်တော့ပူကောင်းပါတယ်။ တကယ်လို့လက်မှတ်မရဘူးဆိုရင်လေအင်္ဂလိပ်စာကောင်းစွာကျွမ်းကျင်ပိုင်နိုင်ပြီးတော့တိတိကျကျဘာသာပြန်နိုင်မဲ့သူဆိုလို့ရှိရင်ကိုယ့်အတွက်အဆင်ပြေမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ရှေ့နေပါပဲ။အဲ့ဒီလျှောက်ထားတဲ့သူတွေမှာရံဖန်ရံခါမှာရှေ့နေရှိတတ်ပါတယ်။ကိုယ့်ရဲ့အမှုကြောင့်မှာအကြောင်းအခအားလျော်စွာ ရှင်းနေမပိုင်ရင်မဖြစ်နိုင်တဲ့ဥပမာတင်မောသားတွေဥပမာဒီအကိုခန္ဓာနဲ့ပတ်သက်ပြီးတော့ထိခိုက်နေနာတာတွေဒီ sexual abuse လုပ်ခံရတာတွေဆိုရင်ရှင်းနေပါရမယ်လို့အကြံပေးချင်ပါတယ်နောက်တစ်ခုရှင်းနေကိုယ်တိုင်ကလည်းဒီလျှောက်ထားမှုကိုသိရှိပြီးတော့သူကိုယ်တိုင်ကနေလည်းနားလည်ပြီးတော့လက်ခံထားသူဖြစ်ရပါမယ်နောက်ဆုံးတစ်ခုကတော့ဒီနောက်ထပ် ထပ်ပြီးတော့ဒီကျမတို့ရဲ့ဒီ short notice list ကိုတင်မဲ့သူတွေမှာဒီဖော်ပြထားတဲ့ဒီ checklist ထဲမှာ ကိုယ်ဟာအကျုံးဝင်ရလားကဲ့ညီရလားဆိုတာကိုဒါတွေစစ်ဆေးဖို့တော့လိုပါလိမ့်မယ်အဲ့တော့ဒီဟာတွေနဲ့ကဲ့ညီအောင်ဒီဟာတွေနဲ့တိုက်ဆိုင်အောင် လုပ်ဆရာတွေကလည်းဆက်လက်ပြီးတော့လှုပ်ဆောင်နေရပါမယ်ဘာတွေလိုရမှာပါလဲကိုရှောက်လို့တဲ့သူက ကိုယ့်ရဲ့ immigration ဌာနကို စာပို့ပြီးတောင်းခံနိုင်တယ်လို့ပဲလူကိုယ်တိုင်အဲ့ဒီယုံကိုသွားပြီးတော့ရှောက်ထားနိုင်ပါတယ်။ဆန်ဖရန်စစ္စကိုယုံကတော့မနေ့9နာရီလောက်ကနေစလိုက်တာနေ့လယ်12နာရီဆိုရင်ဒီလျှောက်ထားမှုကပြည့်စုံပါတယ်။ဒါကြောင့်သွားမယ်ဆိုရင်အမြန်သွားပါလို့ပြောချင်ပါတယ်။နောက်တစ်ခုကတော့ဒီကိုဟာတတ်မှတ်ထားတဲ့တက်ဆိုင်ရာယုံနေနေမိရှိရမှာ ရက်နေသူဖြစ်ရပါမယ်နောက်တစ်ခုကအဲ့ဒီလျှောက်ထားမှု ကိုစာရိုက်ကလည်းပဲပေးပို့နိုင်ပါတယ် ready to go ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကြိုတင်ပြင်ဆင်ထားသူတယောက်တော့အရေးတကြီးဖြစ်ဖို့လိုပါတယ်ဒါမှမဟုတ်ရင်အချိန်၃ရက်ထင်းနဲ့ခေါ်တာဖြစ်တဲ့အတွက်စိတ်မသက်မသာတက်တောင့်တက်တာမရှိကြတွေပြင်ဆင်မှုမရှိထားတာတွေကိုယ့်ရဲ့ဒီအထောက်အထအပြည့်စုံမပါသွားတာတွေဟာကိုယ့် စိတ်ချမ်းသာမှုပေးမှာမဟုတ်ပါဘူး။အရန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။အဲ့ဒီတော့ကိုလျှောက်ထားတဲ့အခါမှာကိုတယောက်တည်းမဟုတ်ဘဲမိသားစုပါခဲ့မယ်ဆိုရင်လေအဲ့ဒီနေ့မှာကလေးတွေရောကိုရောမိသားစုလိုက်ပါသွားဖို့အရေးကြီးလာပါတယ်။ Interpreter နဲ့ဖြေမဲ့သူတိုင်းဟာစောစောကပြောသလိုပဲ Interpreter ကိုအမြန်ဆုံးအချိန်တိုးတိုးအတွင်းမှာရှာဖို့ခက်တဲ့အတွက် ငါလုတ်တော့မယ်လို့စိတ်ကူးတာနဲ့ interpreter ရှာထားပါလို့အကြံပေးချင်ပါတယ်။ interpreter ကိုယ်တိုင်ကဒီ assignment ကို ဖြေဆိုတဲ့ဒီ interview မှာ flexible ဖြစ်နေရပါမယ်။ short notice list ဆိုတဲ့ကလေးကိုကျမတို့ယုံကတော့ဘလို့နာမည်ပေးထားတယ်လဲဆိုတော့တေးရင်မြေကြီးရှင်ရွှေချွတီလို့နာမည်ပေးထားပါတယ်။အချိန်တူတူလေးအတွက်မှာအချိန်ကာလအကြာကြီးစောင့်ရတဲ့သူကအခွင့်ခေါင်းရတဲ့အချိန်မှာ တစ်ခါတည်းစူးစမ်းလိုက်ခြင်းအပြင်အခွင့်ကောင်းကိုရောင်းပြီးရပြီးတော့အောင်သွားနိုင်ပါတယ်။နောက်ဆုံးပြည့်ပြတ်ရမှာကတော့ယုံကိုတင်သွင်းတဲ့အခါမှာကိုယ့်ရဲ့နာမည်မှာ last name ကိုအရင်ရေးပြီးကော်မာလေးခံပြီးတော့ first name ရေးပြီးပါ။ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ email ကိုအကြည့်အကြရေးပြီးပါ။မိမိရဲ့အရင်တင်ခဲ့တဲ့လိပ်စာဟောင်းမှာအကယ်၍အစ်စ်ပြောင်းရမယ်ဆိုရင်လေလိပ်စာအစ်စ်ကို တည်တည်ချာချာ AR 11နဲ့အတူထပ်ပြီးတော့ဖြည့်ပေးပါကဲဒါဆိုရင်တော့ဖြင့် short notice list ဆိုတဲ့အခွင့်ကောင်းကိုကာလအရှည်ကြီးစောင့်နေရတဲ့သူတွေဟာဒီအခွင့်ရေးလေးနဲ့ AACC ငါးတန်းတန်းလူသားဖြစ်နိုင်တယ်လို့တင်ပြရင်းနဲ့ရှေ့တစ်ပတ်မှာဖြင့်နောက်ထပ်ကျမတို့အဲ့လိုအဲ့လိုတင်လျှောက်တဲ့ခါတွေမှာ အဆင်မပြေတဲ့အချက်တွေကိုအဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲလို့တင်ပြရင်းနဲ့မေတ္တာကအားလုံးကိုစိတ်ချမ်းသာကိုချမ်းသာရှိကြပါစေလို့ဆုတောင်းရင်းနဲ့ကျမတို့ပြန်လည်ပြီးဆုံတွေ့လိုက်ကြရအောင်ပါအားလုံးကံကောင်းကြပါစေ။